ဥစဉ်ဘွဲကဆရာတော်ဥစဉ်ဥပဇင်ဆရာပါဥစဉ်ပေးထားတာပါဖုန်းပေးရတာရှင်ပညာဘောကဒီเจ้าမှာဖုန်းစီမှာရဟန်းနေနေပြောင်းလုံးဝေးဖြစ်တာပါဥစဉ်နေနေကဒါဟိုပေါ့တုံးချိန်မြောက်ပေါ့တုံးချိန်မြောက်မိုးဝေးဖြစ်တာက2012တည်းကနောက်ဆုံးဝေးဖြစ်တာเจ้าမှာမိုးဝေးဖြစ်တာ2011ကနေအခု2025ဆိုတော့နှစ်က73နှစ်လောက်ဖြစ်သွားပြီရှင်လည်းဝေးတဲ့ချိန်ကနေစပြီးစိတ်လည်းအေးချမ်းတယ်ပြီးတော့ရှင်ပြပြုနေသာသနာပြုလုပ်ငန်းတွေမှာလည်းတော်တော်လေးဟိုအားရစရာကောင်းအောင်တွေ့တယ်ဗျာ ဦးဇင်းတို့အနေနဲ့ဟိုမနေ့ကဘာဖြစ်မလဲဆိုတော့ဘာမှမသေးကြတဲ့ဘုရားမှာအခုလိုရှင်သန်နေတဲ့အချိန်မှာကိုဗီနာမှာရှိတဲ့လူတွေကိုချစ်ချစ်ခင်ရင်နဲ့အကောင်းဆုံးတရားကိုတရားဆောင်ဆောင်နိုင်ပါစေလို့ဦးဇင်းအားလုံးဆန္ဒပြုပါတယ်။ပျက်စီးသွားတဲ့စိတ်တွေရောရုပ်တွေရောအကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ကြပါစေလို့ဦးဇင်းအားအနစ်သက်ဆုမွန်အောင်တောင်းလိုက်ပါတယ်။ ဦးဇင်းဘွဲကဆရာတော်ဦးဇင်းဥပဇင်းဆရာပါဦးဇင်းပေးထားတာပါဖုန်းပေးထားတာရှင်ပညာဘောကဟုတ်တယ်ဒီเจ้าမှာဖုန်းစီမှာရဟန်းနေနေပြောင်းလုံးဝေးဖြစ်တာပါဦးဇင်းနေနေကဒါဟိုပေါ့တုံးချိန်မြောက်ပေါ့တုံးချိန်မြောက်မဝေးဖြစ်တာက2012တည်းကနောက်ဆုံးဝေးဖြစ်တာเจ้าမှာမဝေးဖြစ်တာ2011ကနေအခု2025ဆိုတော့အဲ့က73နှစ်လောက်ဖြစ်သွားပြီအခုကဒီနှစ်ကစေထဲရကိုလည်းဝေးချိန်စေဖြစ်တယ်ပြီးတော့ဒီလိုငလင်ကြီးလှုပ်တဲ့နေ့မှာမလှုပ်ခင်တည်းကဦးဇင်းကဟိုအဖောက်တရားစခန်းကိုရောက်နေတာလှုပ်တဲ့ချိန်မှာဦးဇင်းအိုက်မှာပေါ့ ဆိုတော့ဆက်ဆက်ကျွန်တော်လည်းအဲ့လိုဘာမှအဲ့လိုကြည့်ဆိုးဆိုးဘာဖြစ်သွားမယ်မသိဘူးပြီးတော့မှပြန်ထွက်လာတော့မှလို့ဆိုးဆိုးဘာသိတော့ကိုလူစရာရှိရာလူကိုစရာရှိရာလေးကူပြီးရတယ်ဒီမှာတကြံတွင်းလည်းအဲ့လိုမျိုးလေဘက်ချေလည်းမရှိတော့ဖုံးဖုံးစီမှာအခုလိုရမ်းလာခံတာပေါ့ဆက်ဆက်ကျွန်တော်ဟိုမှာပေါ့ဒီမှာရမ်းမွေးခင်ရှိမှာဟိုတရားစခန်းတစ်ခုဝင်လာသေးတယ်အဲတရားစခန်းဝင်ပြီးတော့တခါထပ်ပြီးရမ်းဝင်တဲ့တရားအထုတ်ချက်သေးပေါ့တော့လည်းဒီရိတ်တာတွေလိုက်ဆောင်စမ်းတယ်လိုက်ဆောင်စမ်းတဲ့ဒီအရှင်ဖျားရဲ့ အကြောင်းတွေ့တယ်တွေ့လဲတွေ့ရောအဲဝင်မဲဆိုပြီးတော့ဟလာဝင်လိုက်တာဝင်တဲ့ချိန်မှာဆယ်ရက်နေရစဝင်တာပေါ့ဆယ်နေဝင်တဲ့ချိန်ကနေစပြီးစိတ်လဲအေးချမ်းတယ်ပြီးတော့ရှင်ပြပြုနေသာသနာပြုလုပ်ငန်းတွေမှာလည်းတော်တော်လေးဟိုအားရစရာကောင်းတော့တွေ့တယ်ဗျာကျက်စကန်တော့ပုံမှန်မှာပဲဒီအဦးစင်တဲ့ယောဂီရောတန်ငါရောယောဂီရောဒီကြေးလေးမှာကလေးရောစုစုပေါင်း900ဝန်းကျင်လောက်ပဲရှိတယ်ဒီနေ့ကတော့နေ့တိုင်းနဲ့ဆိုင်နေနေတော့နေတယ် ဒါမဒီနေကြတော့နည်းနည်းနိုင်နေနေရှိတယ်။အရန်များတော့လည်းနေရထိုင်နေခက်ခဲတာပဲစသည်ပေါ့ဒီလိုတွိုင်းလက်တရားအစအည်လာတာအစဘုံအစီအောင်ဆောင်ရတယ်။စတော့ကတော့သူ့ဘသူအဆင်ပြေပါလေ။ဘုံကူလည်းဆွမ်းကြောင်းတစ်ခါတစ်ခါနှစ်ခါကြွေးတော့ပရမနှစ်ခါကြွေးတော့အဆင်ပြေတယ်။ပရမတတုပ်ပြီးနောက်တတော့အဲ့လိုနေရချင်းတဲ့သဘောရှိ။နေရအကျဉ်းတောင်မှလူများရင်ကျင်းတာပေါ့နိ။ဝေဝဇ္ဇဆောင်ရတဲ့သူနဲ့အပြင်ကဥပုလာဆောင်ရတယ်။ အပြင်ဥပုလာဆောင်တော့အပြင်တရားလာထိုင်နေတူနေဆိုတော့တရားတထောင်ဝင်းကျင်လောက်တော့ရှိကောင်းရှိတယ်အဲပုံမှန်ပါပဲဘုရားတော့တောက်လျှောက်အဲ့လိုတရားစကားမဟုတ်လဲတရားစကားဖွင့်တဲ့တရားမဟုတ်လဲတရားစကားတောက်လျှောက်တလားတစ်ချိန်ဖွင့်နေတာဆိုတော့အဲ့ဒီတလားတစ်ချိန်ဖွင့်တဲ့တရားစကားကာလမဟုတ်လဲအเจ้าမှာလာတရားထိုင်နေတူနေနေစဉ်ဘုရားတရားပြီးတာပေါ့အခုလည်းတရားထိုင်နေအเจ้าမှာရှိတဲ့တန်ဃာတော်တွေကျောင်းမှာရှိတဲ့ဆရာကြီးဆရာလေးတွေကိုလိုတွေလည်းတရားထိုင်ကြပါနော်အလိုလေးဆောင်ကိုကိုယ်တိုင်ငြိမ်းချမ်းအောင်တက်နေတယ်များ ဆောင်ရွက်တယ်လို့သူများလည်းတက်တဲ့ညီမဒီအငိမ့်တက်ပြရတာသူတို့လည်းငင်းချမ်းစီချင်တယ်နော်အာဓမ္မတော့ဟိုဘယ်လောက်ဒီအေဂျင့်လဲဆိုတော့ကိုယ်တိုင်လုပ်ကြည့်လို့ရှင်အတိဆုံးပါနော်ဆိုတော့ဖုန်းဖုန်းတဲ့ဆန်ဥစဉ်တဲ့ဆန်ဖုန်းဖုန်းကပို့ပြီးတော့ဟိုမိတ်ပါလိမ့်မယ်အရာဝတ္ထုတစ်ခုကလည်းတိစောရတာကြာတယ်လို့ပျက်စီးတယ်ကြာတာခဏလေးပျက်ရှင်ဟောတာလည်းရှိတိစောရတာကြာတယ်လို့ပျက်စီးတာမြန်နေတယ်တရားတိဘူးတော့အောက်ကိုရရှာထား နောက်ချစ်တာအနန္တာတဲ့ပုဂ္ဂိုလ်အာမဂုနဲ့ဓမ္မကိုအာကိုတဲ့ပုဂ္ဂိုလ်ကမမြဲဘူးဓမ္မကမလွဲဘူးတဲ့ဓမ္မသာမင်းကိုဆောင်းလိုက်မယ်ဓမ္မသာကိုဆောင်းလျှောက်လိုက်မယ်တကယ်တမ်းဆောင်းယူသွားလိုက်မယ်တဲ့ဘုရားရှင်သူ့လည်းအာမဂုခိုင်းသူ့အာကိုသူ့လည်းပြိနေမယ်ပြီတော့တကယ်ဓမ္မအာကိုလို့ရှိရင်ဓမ္မတည်းဥတော်တရားအာကိုထားလို့ရှိရင်ဒီဟိုအဖေအာကိုတဲ့အမေအာကိုတဲ့ကိုယ့်ရဲ့ခေါင်းဆောင်တူအာကိုတဲ့ဆိုရင်ဦးတက်တဲ့သဘောရှိတဲ့သူကဦးတော်ဘုရားရှင်လည်းပြိနေမယ်ပြုတတ်တဲ့သဘောရှိရင်ပြိနေမယ်ပြုတာ ဓမ္မအာကုထာတော့ပြီးသွားတယ်။တန်တရာတောက်လျှောက်ပြီးသွားတယ်။အဲဒါကြောင့်ပုဂ္ဂိုလ်အာမကုနဲ့ဓမ္မအာကုဓမ္မမလွဲဘူး။ပုဂ္ဂိုလ်ကမမြဲဘူးဓမ္မမလွဲဘူး။ဓမ္မသာမင်းကိုဆောင်းလိုက်။နောက်တစ်ခုကျတော့တိဆောရတာကြာတယ်လို့ပျက်စီးတာကြာတော့မြန်နေတယ်။တရားတိဥပအာကုရဲ့ရှာတာလို့ဆို။ဘာဖြစ်ဖြစ်ဒီမန္တလေးရှင်မြို့တော်ကြီးတိဆောရတာစကန်းရှင်မြို့တော်ကြီးတိဆောရတာအိမ်ဒီအိမ်ဆောက်တဲ့သူဆိုရင်သူ့အိမ်ကြီးသူကြိုးစားခဲ့ရတဲ့ပတ်စံနေရှာရတဲ့အိမ်ဆောက်တဲ့ကာလဆိုလို့အကြိုင်နော်။ပျက်စီးပြီဆိုတော့ခဏလေးမိနစ်ပိုင်းတော့ပြီးပါ တချို့ဘွားတွေပါပြီးတာတချို့အိမ်တွေဇီဒီတွေမြို့တော်တွေအကြောင်းပြီးတာတိစောက်အောင်လာကြတယ်လို့ပျက်စီးတာတင်းမြန်တာပဲအာစိတ်ထဲမှာတော်တော်တမေကရရှိနော်အဲ့ဒါကြည့်ပြီးတော့ဥစဉ်အလုပ်တွေအများကြီးလှုပ်ထားစေချင်တချို့ပို့ပို့တန်တန်နေတဲ့သူတွေကြည့်ပြီးကွာအမြင်နော်အလုပ်တွေဆိုတာစီဝါလုံးအောင်စီဝါလုံးအောင်မှရေမှာစီဝါလုံးတယ်လို့တရားလည်းတန်တန်တမြလို့ကုသိုလ်တန်တန်တမြလို့နော်ဘဝဘာမှကြတာမဟုတ်ခဏလေးတမင်နော်မျက်စိတမင်လက်တမင်တွင်မှာပြီးသွားကြတာဆိုတော့ အကုန်လုံးပေါ်ဒီ internet နဲ့မြတ်လှုပ်ထောင်းအတွင်းရန်အပြင်ရန်ဆိုတဲ့ရှိတယ်အတွင်းရန်ဆိုတာကိုယ်ရင်နဲ့ကိလေသာပေါ့နော်ကိလေသာလည်းကိုယ်နှိမ့်ဆက်တယ်အတွင်းရန်အပြင်ရန်ဟိုလောကဓာတ်တွေပေါ့နော်လောကဓာတ်တွေသဘောပေါက်ညာစတယ်စသည်ထားရတဲ့အရာတွေပေါ့အဲ့ဒါတွေကြောင့်ရင်ပြည်ပထန်းတို့ဘာလို့ညာတို့ညွတ်တာတော့အပြင်ရန်တက်နေတယ်မြတ်ဆောင်းလျှောက်ပြီးသားဖြစ်တယ်ဝိညာဏကဏ္ဍရှိရင်တော့လည်းခံရတဲ့သဘောရှိတာပေါ့နော် အတွင်းရန်ကိုနှိမ့်ဆက်တဲ့ညာကနှိမ့်ဆက်တဲ့ဒေါသနှိမ့်ဆက်တဲ့အိနာမစီယာစတဲ့ ဒီကိလေသာအတွင်းရံပေါ့အတွင်းရံကြတော့တရားရှုမှတ်တာကောင်းအဲ့ဒါတက်နေသမျှအပြင်းရံကိုကာကွယ်စေတဲ့ပြည်ပဌာန်းနေဒီမစက်ကြတော့မာသမျှတို့တို့သူအတန်ရံတန်ရံပေါ့နော်အဲ့ဒါလေးကြို့ရင်အပြင်းရံကိုတက်နေသမျှကာကွယ်ဆောင်ရှောက်မယ်နောက်သိကြီးလို့နဲ့ဝဏ္ဏကဏ္ဍရှင်းတော့လည်းအကြောင်းတရားတမျိုးပေါ့နော်နောက်အတွင်းရံဖြစ်တဲ့ကိလေသာရံနေထားရင်ကြတော့ဒီသမထဝိပဿနာဘာဝနာလားသူချမ်းသာရစေအစဉ်ပြည့်စေဟမ်အဲ့ဒါလေးလည်းတက်နေသမျှ ပြုလို့ရတယ်ဒါလေးပြောလိုက်ချင်တယ်နော်တင်ပါဗျာတချို့ကတော့ပြောတော့လေဒီလိုမျိုးဖြစ်တာလို့ဟိုကက်ဆေးတာတို့လူတွေလေမကောင်းဘူးပဲကောင်းတယ်အဲ့လိုမျိုးတော့လေအဲဥစဉ်မယူမယူစပါဘူးဘာလို့ဆိုတော့အခုလိုဖြစ်သွားတဲ့အထက်မှာဘာသာအသီးသီးရဲ့ဘာသာကြီးလုံနေတဲ့လူတွေလည်းပါတာဆိုတော့ဘာပြောပြောသူ့ဘာသာသူ့ဆိုင်ရဆိုင်ရဘာသာရေးတွေရဲ့သူတို့ရဲ့ဟိုဓမ္မတွေကသူတို့ဟိုစောင့်ရှောက်ပါလိမ့်မယ်ဆိုတော့ခုနကဖုန်းဖုန်းပြောသလိုပဲပုံကောမမြဲဘူးဓမ္မကလည်းဓမ္မမလွဲဘူးဆိုတဲ့အတိုင်းပေါ့အကုန်လုံး ဘာပြောပြောဦးဇင်းတို့အနေနဲ့ဟိုမနေ့ကဘာဖြစ်မလဲဆိုတော့ဘာမှမသေးကြတဲ့ဘုရားမှာအခုလိုရှင်သန်နေတဲ့အချိန်မှာကိုဗီနာမှာရှိတဲ့လူတွေကိုချစ်ချစ်ခင်ရင်နဲ့အကောင်းဆုံးတရားကိုတရားဆောင်ဆောင်နိုင်ပါစေလို့ဦးဇင်းအားဆန္ဒပြုပါတယ်။အာဦးဇင်းတို့ဘဝတစ်ပြည်လုံးမှာရှိတဲ့လူတွေရောတစ်ဘဝလုံးမှာရှိတဲ့ပုံကိုယ်တွေအကုန်လုံးကစက္ကမလတ်ရုပ်ကောစိတ်ကောငြိမ်းချမ်းကြပါစေငြိမ်းအေးကြပါစေပြီးတော့ပျက်စီးသွားတဲ့စိတ်တွေရောရုပ်တွေရောအကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ကြပါစေလို့ဦးဇင်းအားအနစ်သက်ဆုမွန်အောင်တောင်းလိုက်ပါတယ်။ဓမ္မစရိယာယတရားကျင့်ခြင်းဓမ္မစရိယာယမြတ်မြတ်တတ်တတ်ကျင့်ခြင်း ုသလကရိယာယကုသိုလ်ပြုခြင်းပုညကရိယာယကောင်းမှုပြုခြင်းအဲ့ဒီ၄ခုနော်တန်တန်တန်ကျင့်တာပါနှစ်တည်းမှာအဲ့ဒါကျင့်ပြီးတော့ချမ်းသာကြပါစေပေါ့နော်ဒီလိုမေတ္တာပို့